ပြည်ပကိုပေါ်ဆမ်းမွေးဆန်တင်ပို့နိုင်ရေးပုံမတိုးတက်ဆောင်ရွက်ကြဖို့လိုကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနိုဝင်ဘာ23ရက်နေ့မအူပင်ခရီးစဉ်မှာပြောကြားခဲ့ပါတယ်အထွန်းနှုံးကောင်းမွန်ရေးနဲ့ပတ်သက်ပြီးစနစ်တကျစမ်းသပ်ထားပြီးဖြစ်တာကြောင့်ပေါ်ဆမ်းမွေးစိုက်ပျိုးလို့ရတဲ့ဒေသတွေမှာပေါ်ဆမ်းမွေးစပားတွေကိုစနစ်တကျနဲ့စိုက်ပျိုးဆောင်ရွက်သွားကြဖို့တိုက်တွန်းထားပါတယ် AR တိုင်းဒေတာကြီးကမိမိတို့နိုင်ငံရဲ့စပက်ကြီးဖြစ်တာကြောင့်တိနံထွက်ရှိမှုကထိုက်တဲ့နဲ့အထွန်းနှုံဖြစ်ဖို့လိုပြီးစိုက်ပျိုးရေးလုပ်ငန်းတွေပုံမှုတိုးတက်စေရေးအတွက်မိတို့ဆောင်ရွက်ရမယ်ဆိုတာကိုစဉ်းစားဆောင်ရွက်ကြဖို့လိုတဲ့အကြောင်းပြောပါတယ်နိုင်ငံတကာစည်းကမ္ဘာမြန်မာပေါ်ဆန်ကအရေးအသွေးကောင်းမှုမိမဲ့အမှန်တဆိတ်အားနေခြင်းထုတ်လုပ်မှုစနစ်မခိုင်မာခြင်းတွေကြောင့်ဈေးကွက်ဝေစုနှဲပါနေတဲ့ကြောင်းစံစပါလုပ်ငန်းရှင်အတိုင်းဝိုင်းကနေသိရပါတယ် မြန်မာနိုင်ငံစစဘာတင်ကြုံ MRF အနေနဲ့ခမီထုတ်ပို့မှုပုံစံတွေနဲ့အယောနော်ကင်းပြီးပစ္စည်းမှန်အရေးသွေးမှန်ဈေးနှုန်းမှန်နဲ့မြန်မာပေါ်ဆန်မွေးကိုနိုင်ငံတကာဈေးကွက်ကိုတင်ပို့ရောင်းချဖို့စီစဉ်နေပါတယ်။ဒါအပြင်မြန်မာပေါ်ဆန်ကိုနိုင်ငံတကာဈေးကွက်မှာမြန်မာအမှတ်တရစိတ်တစ်ခုအဖြစ်မြှင့်တင်လိုတာကြောင့်ဒေသဆိုင်ရာအညွန်ကြီးရန်ရရှိရေးဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာနိုင်ငံတကာစီးကွက်ကိုအမထ20အုပ်စုဝင်နေဖြစ်တဲ့စင်တုခတိထက်ရင်ရတနာတိုးငစိန်ရာကျော်ကရင်မထွန်းပု GW11 social ခွန်လေးခွန်တီပူကောက်နှံစားတဲ့စံကျန်းတွေကိုသာအဓိကတင်ပို့နေပါတယ် MRF အနေနဲ့ယခုပဏာနှစ်မှာစံတန်ချိန်3တန်တင်ပို့နိုင်ဖို့ရည်မှန်းထားပြီး2025ခုနှစ်ဧပြီလမှအောက်တိုဘာလကုန်အထိစံတန်ချိန်1.5တန်ကျော်တင်ပို့ထားကာပုဂံဝင်ငွေအမေရိကန်ဒေါ်လာ499တန်ရရှိထားကြောင်းမှာခင်ဗျာ